ကိုယ့်ရဲ့ကွန်ပျူတာထဲမှာ install လုပ်ထားတဲ့ application တွေများလာလို့နေရာမလောက်တော့ဘူးလားအသုံးမလိုတော့တဲ့ application ကို uninstall လုပ်လိုက်ပေမဲ့သူနဲ့ဆက်ဆက်နေတဲ့ file တွေရဲ့ cache တွေရဲ့ကနေရာယူပြီးကြံခဲ့တယ်ဆိုတာကိုရောသိပါသလားဒီ video မှာတော့ Mac ပေါ်မှာ install လုပ်ထားတဲ့ application ကို uninstall လုပ်တဲ့အခါလုံးဝတန့်ရှင်းသွားအောင်အစားအနာတော့မကြံအောင်ဖိရှားပေးနိုင်မယ့်အကောင်းဆုံး application uninstaller အကြောင်းပြောပြပေးသွားမှာပါတခြား application တွေတဲ့ဘာကြောင့်ပိုကောင်းလဲဆိုတာကိုလည်းအသေးစိတ်ရှင်းပြပေးသွားမှာမို့ဆက်ပြီးကြည့်လိုက်ကြရအောင်ပါ များသောအားဖြင့် application တစ်ခုကိုအမိုက်တောင်းနဲ့ဆွဲထည့်ပြီး delete လုပ်လိုက်တာကအဆင်ပြေပြီလို့ထင်တတ်ကြပါတယ်။တကယ်တမ်းကအဲ့ဒီ application နဲ့ဆက်နွယ်နေတဲ့ file တွေက library folder ထဲမှာပဲဖြစ်ဖြစ်တခြား system folder ထဲမှာပဲဖြစ်ဖြစ်ကျန်နေတော့မှာဒီလိုကျန်ခဲ့တဲ့ file တွေကကြာလာရင် MacBook ရဲ့ storage ကိုတဖြည်းဖြည်းနဲ့ပြေလာမှာဖြစ်ပြီးတော့ system ရဲ့လုံဆောင်နှုန်းကိုလည်းနှိကွေးစင်နေပါတယ်။တချို့ application တွေကဆိုရင်ဖြတ်လိုက်တာတောင်မှနောက်ကွယ်မှာသူ့ရဲ့ process တွေကဆက်ပြီး run နေတာမျိုးတွေလည်းရှိတတ်ပါတယ်။ဒါပေမဲ့စိတ်မပူပါနဲ့ ဒီပြဿနာကိုဖြေရှင်းဖို့အတွက် app cleaner နဲ့ uninstaller ဆိုတဲ့ application နဲ့မိတ်ဆက်ပေးခြင်းပါတယ်။တာမန် uninstaller တွေနဲ့မတူတဲ့ application နဲ့ဆက်ဆက်နေတဲ့ file တွေအားလုံးကိုလုံးဝတန်ရှင်းသွားအောင်ဖယ်ရှားပေးနိုင်တဲ့စမ်းဆောင်ရည်မြစ်တူတစ်ခုဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။ဒါဆိုရင်တော့ဒီ application လေးကို download ဆွဲပြီးတော့ install လုပ်လိုက်ကြပါစို့ဗျ။ပထမဆုံးအနေနဲ့ browser ကိုဖွင့်ပြီးတော့ iphonemymac.com ကိုတွားလိုက်ပါဗျ။ utilities category ကိုရွေးပြီးအောက်ကိုနည်းနည်းဆွဲလိုက်ပါဗျ။ပြီးရင် app cleaner and an installer ကိုနှိပ်ပြီးတော့ torrent file ကိုအရင် download ဆွဲလိုက်ပါမယ်ပြီ။ torrent file လေးရလာပြီဆိုရင်တော့သူ့အပေါ်မှာပဲနှစ်ချက်နှိပ်ပြီးတော့ web torrent application နဲ့ install လုပ်လို့ရမယ့် application file ကို download transfer လိုက်ပါမယ်ပြ။ download ဆွဲတာပြည့်သွားပြီဆိုရင်တော့ download folder လေးတွေဝင်ပြီးတော့ double click နဲ့ install လုပ်လိုက်ပါမယ်ပြ။ install လုပ်ပြီးသွားတဲ့ application လေးကိုဖွင့်လိုက်ရင်ဒီလိုလေးပေါ်လာပါလိမ့်မယ်။ဘယ်ဘယ်အချက်မှာဆိုရင် session လေးတွေရှိပါတယ်။အပေါ်ဆုံးက application session ကတော့ Mac OS ပေါ်မှာ install လုပ်ထားတဲ့ application တွေကိုပြပေးပါတယ်။ startup program ကတော့ operating system စပြီးပွင့်လာတဲ့အလုပ်တန်းလုပ်မယ့် program အသေးလေးတွေကိုပြပေးပါတယ်။ extension တွေကိုစီမံခန့်ခွဲနိုင်မယ့် session နဲ့ remaining files လို့ခေါ်တဲ့ application နဲ့ဆက်နွယ်တဲ့ file တွေကိုရှင်းလင်းပေးနိုင်မဲ့ session တွေရှိပါတယ်ဆိုတော့ application တစ်ခုကို uninstall လုပ်မယ်ဆိုရင်အပေါ်ဆုံးက application session ကိုတွားပြီးတော့ application ကိုရွေးပေးရပါတယ်ပြီးရင်တော့ညာဘက်က expert mode ကို online ရင်တော့သူနဲ့ဆက်နွယ်နေတဲ့ file တွေကိုပြပေးပါတယ်ဒါတွေကိုပါဖယ်ရှားဖို့အတွက်ဆိုရင် select လုပ်ပေးရပါတယ်ပြီးရင် remove ဆိုတဲ့ခလုတ်လေးကိုနှိပ်လိုက်ပါဗျဒါဆိုရင်တော့ application က Mac OS system ကနေအပိတိုင်းဖယ်ရှားလုပ်ပြီးခဲ့ပါပြီ။တခုတစ်ပိုတဲ့ application တွေကိုတပြိုင်တည်း uninstall လုပ်ပေးနိုင်အောင် export mode ကို on ထားဖို့အကြံပြုပါတယ်ဗျ။ on ထားမယ်ဆိုရင်တပြိုင်တည်း uninstall လုပ်ချင်တဲ့ app တွေကိုဒီလိုမျိုးလေးရွေးလို့ရပါတယ်။ဒီလောက်ကောင်းတဲ့ application ကို full version အနေနဲ့အစင်တင် download ဆွဲလို့ရအောင် description မှာ link ထားပေးထားပါမယ်ခင်ဗျ။ကျေးဇူးတင်ပါတယ်ဗျ။